ပြေးလိုက်တဲ့ဖိုင်းလေးမှာအနှစ်သက်ဆုံးကစားထားတဲ့ကနန်းနဲ့ပတ်သက်ပြီးတော့ပြိအယူဆကြတော့ကျွန်တော်ထပ်မပြေးနိုင်ဘူးပေါ့နော်အဲ့တော့ကိုဖုံးမဲ့ကနန်းရဲ့ပြိအယူဆပုံလေးကိုတအားလုံးတော့ပတ်ပြန်များလဲမိတ်ဆွေများလဲကြိုက်နေတဲ့ပြိပေါ့နော်ပြိကျော်ဖန်ထားတဲ့စနစ်လေးကိုကျွန်တော်ဝုံးကွက်ထုတ်ထားတဲ့ကနန်းရဲ့ပြိအယူဆပုံပေါ့နော်အဲ့တော့အခုပြိယူဆတဲ့ လိုင်းတွေကနေကြကနန်းနေရာမငြိမ်ဘူးပေါ့နော်ကနန်းနေရာမငြိမ်ဘူးယူဆတွေအများကြီးထွက်တဲ့အတွက်ပြိကျိုးပဲဥသာမီကစားထားတယ်ကနန်းကတော့ဒီ site ကယူထားတာမဟုတ်ဘူးဆိုတာပြပြလို့ပါတယ်ပေါ့နော်မိမိစိတ်ကူးနေမိမိတွေ့လဲပြန်နေတဲ့ဆက်ပြီးတွေးကြည့်ပေါ့နော်ပြိယူဆမှာတော့ကျွန်တော်အမြဲတမ်းပြထားတဲ့ဒီ line ပေါ့နော်တုံးကြတဲ့စီ9 home phone ဆိုတဲ့ line တုံ့ရသည်စီနောင်နှောင်းခွန်ဆိုတဲ့လိုင်းတုံ့ရသည်စီနောင်နှောင်းခွန်နေကြည့်လိုက်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်ရှောက်ကြိမ်မြောက်နှစ်ထက်မှာဒီငါးကြိမ်မြောက်မှာထွက်မဲ့ကစားမီးတွန်းနေကြည့်လိုက်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်ရှောက်ကြိမ်မြောက်နှစ်ငါးကြိမ်မြောက်အချိန်တိုက်ဒီနေရာမှာရောက်တဲ့အချိန်မှာကစားဖို့တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်ရှောက်ကြိမ် ညရငါးနှစ်မြောက်ငါးကြိမ်မြောက်ဒီကြိမ်မှာကစားဖို့ခရီးရဲ့စနစ်ပေါ့နော်အဲ့ညမှာဒီလမ်းကြောင်းကအများကြီးအလုပ်လုပ်ပြီးတယ်ဆိုတော့ကျွန်တော်စဉ်းပြတယ်နော်နှစ်စင်းတိုင်းနဲ့ဒီလမ်းကနေလှုပ်တဲ့လှုပ်ချက်ကြီးအများကြီးယူဆပုံကြီးအများကြီးပေါ့နော်အဲ့ရနေဆက်ဆက်လာတဲ့လမ်းကြောင်းလေးပဲကျွန်တော်လူရင်းလေးစဉ်းပြမှာ brake ရှိလို့ရတယ်အဲ့ brake ရှိကဒီတကွန်ကြောင့်မှာခွာရှိလို့ရတယ် ွားရှိလို့ရိုက်ပြီးတော့ဒီနေရာမှာဆုံးတပြီးဒီနှလုံးပေါင်းကိုဘရိတ်ဒီနှလုံးပေါင်းကိုလို့ထိတ်ထိတ်တလုံးထည့်ပြီးဒီနေရာမှာဘရိတ်အဲ့ဘရိတ်ရဲ့ပေါ်ကသူ့ရဲ့အောက်မှာဘရိတ်ဆောက်ဆိုဒီလိုကူးခဲ့တယ်လမ်းကြောင်းအတူတူကမတုံ့ရသေးဒီနှလုံးပေါင်းကဒီနေရာမှာကျွန်တော်တို့ဘရိတ်ခွန်လို့ရိုက်တယ်အဲ့ဖြစ်ရဲ့ဘရိတ်ခွန်ရဲ့တကွန်ကြောင့်ဘရိတ်ခွန်ဖောက်ကောင်လို့လမ်းထည့်ပြီးဒီနေရာမှာဒီစီနဲ့အန်ခါနဲ့ထိနေတယ် ကူးပြီးတော့ရှစ်လို့ထည့်တယ်ဘရိတ်ဒီတစ်ပြီးတော့နှစ်လို့ရတယ်နှစ်ရဲ့ပါဝါပြန်ဒီနေရာမှာဘရိတ်ခွန်ဆက်ဆက်ပြီးကူးကြတယ်လမ်းကျောအဲဒီနေရာမှာဘရိတ်ရှစ်ခွန်ပြီးတော့ဒီနေရာမှာဘရိတ်ချက်ဘရိတ်ချက်ရဲ့တကွန်ကျော်မှာခွားချောက်လို့ရိုက်တယ်ခွားချောက်လို့ရိုက်ပြီးသူ့ရဲ့ဒီနေရာမှာခါနဲ့ထိနေဒီပရမတ်ကမှာခွန်ဒုတိယကမှာရှစ်တတိယအဲအဲပရမတ်ကမှာကူးဒုတိယကမှာရှစ်တတိယကမှာခွန်လို့ထည့်ဒီဘရိတ်ကိုကြတော့တက်ပြီးတော့နှစ်နှစ်ပြီးတော့တုံးလို့ရိုက်တယ် ရိုက်ပြီးတော့ရဲ့ဘာဝဒီမှာ break shift လို့လာပြီးတော့ထောက်ပေးထားတယ်ပေါ့နော်အဲ့လိုထောက်ပေးထားတဲ့ကောင်းရဲ့လာပြီးပေါ့နော်သူယူဆပါသူဆောင်ပါ shout တဲ့စီးပုံ6ရဲ့ဘာဝဆောင်းတုံးလုံးပေါင်းရင်တက်လို့ထက်ဒီနေရာမှာ6တဲ့စီးပုံရဲ့ဆောင်းတုံးလုံးပေါင်းရင်တက်လို့လန့်ထက်ဒီနေရာမှာလဲ6ထည်စီပုံတင်နဲ့ဇောင်းတုံးလုံးပေါင်းချင်းတိတက်လို့ပုံတိထည့်ခဲ့တာ ဲ့ဒီထည့်ခဲ့တဲ့6ရဲ့ power ဇောင်းသုံးလုံးပေါင်းခြင်း1 6ရဲ့ power ဇောင်းသုံးလုံးပေါင်းခြင်း1အဲ့6ရဲ့ power ဇောင်းသုံးလုံးပေါင်းခြင်း1ဆိုတဲ့လမ်းကြောင်းကနော်ဟာကိုချိုးလေးလက်ကြည့်မောင်ချိုးလက်ဒါလေးကိုမြင်တယ်လို့ဗီဒီယိုဖိုင်လေးရိုက်ပို့ပေးတယ်ကျွန်တော်လည်းဒါကိုမြင်ထားတာပေါ့နော်၆ရည်စီဇောင်းတော်မောင်ကြီးတက်လို့ရိုက်ပြီးတဲ့အချိန်မှာအဲ့ဒီတက်ကိုကစားပြတ်ဆိုတော့အင်မတန်တက်ရတယ်။ဖြည့်စီးနဲ့နောက်ပိတ်ဒီ အဲ့ဒီတစ်ကိုဖြောရပါဝဒီဆောင်တော်မောင်ကြီးတစ်ရိုက်တယ်တစ်ရိုက်တဲ့အချိန်မှာဒီကပြိနဲ့နောက်ပိနဲ့ကိုတစ်လို့ပထမကျိုးတယ်ထဲ့ပြီးပြီးတော့တစ်ခါပြန်ပြီးတော့ဒီကထိတ်စီးနဲ့ဒီကပြိတစ်လို့ double ပြန်ပြီးတော့ထက်ပြီးတော့အဲ့လိုပဲဒီမှာ6ထိတ်ဆောင်တော်မောင်ကြီးတစ်အဲ့ဒီတစ်ကိုဒီကပြိနဲ့နောက်ပိနဲ့တစ်လို့အရင်လှမ်းထက်ထဲ့ပြီးပြီးကမှဒီကထိတ်စီးနဲ့ဒီကနောက်ပိပြိနဲ့ပြန်ပြီးတော့ တက်လို့ပြန်ပြီးတော့ထည့်ကစားပြီးတော့အဲ့ဒီမှာ6ရက်ရက်တည်းဇောင်းဇောင်းလုံးပေါင်းချင်းတက်လို့ရိုက်တယ်ရိုက်ပြီးတဲ့ချိန်မှာသူထည့်သွားတာပေါ့နော်ဘရိတ်နဲ့နောက်ဘိတ်ပြန်ပြီးတော့တက်လို့ထည့်ပြီးသွားပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီထိတ်စီးနဲ့အခုကစားမဲ့ကစားပြန်ဘရိတ်နဲ့တက်လို့ပြန်ထည့်ရမယ်ရှင်းမယ်ဒီမှာနော်6ထိတ်ဇောင်းဇောင်းလုံးပေါင်းချင်းတက်လို့ရိုက်တယ်ဘရိတ်နဲ့နောက်ဘိတ် တက်ပြီးလို့ပြန်ထည့်တယ်ထည့်ပြီးရင်ထိတ်နေပြိနေပြန်ပြီးတက်လို့ပြန်ချုပ်တယ်၆ထိတ်ပုံပုံပေါင်းချင်း၆ရောက်တော့တက်လို့ရိုက်တယ်ရိုက်လိုက်တဲ့အချိန်ခါမှာပြိနေတော့ပြိနေတက်လို့ပြန်ထည့်တယ်ထည့်ပြီးရင်ထိတ်စီးနေပြိနေတက်လို့ပြန်ပြီးတော့ထည့်၆ထိတ်ကျောင်းစုံလုံးပေါင်းချင်းတက်လို့ရိုက်တယ်ရိုက်တဲ့အချိန်ခါမှာဒီ break 9နောက်ပြိနေတက်လို့ပြန်ထည့်ပြီးသွားတယ်ဒါဆိုရင်ကျွန်တော်တို့လည်း ထိတ်စီးနဲ့ brain နဲ့ပြန်ပြီးတက်လို့ထည့်ရမှာဒါဆိုဒီနေရာမှာရှစ်ထိတ်စီးရတယ်ဒီနေရာကို brain 3ပေါ့နော် brain 3ဆိုတဲ့ရိုက် brain 3ထည့်ကစားမှာပေါ့နော်အဲ့တော့ထပ်ပြီးတော့ချုပ်လို့ချုပ်ကြတယ်ဘူပြီးတတ်တဲ့ရဘူလှတယ်ဒီ brain နှစ်ခုပေါင်းချင်းတည်တဲ့ငါး brain နဲ့ငါး brain နဲ့ပေါင်းချင်းတည်30တဲ့အဲ့ဒီတဆယ်ကိုဒီနေရာမှာ brain နှစ်ခုပေါင်းချင်း30လို့သူပြန်ထည့်ပြီးကြတယ်အဲ့လိုထည့်ပြီးပြီးကမှ ဒီ break နဲ့ဝင်လာတဲ့ကောင် break နဲ့တဆဲလို့ပြန်ချုပ်မှာအဲ့လိုပဲဒီ break ခွင့်ရဆောင်မှာဒီ break နဲ့ဒီ break ရှင်းနဲ့တဆဲလို့ထည့်ပြတယ်အဲ့ဒီတဆဲကိုဒီ break နဲ့ကူပေါင်းရင်တဆဲလို့ရိုက်အဲ့ဒီတဆဲကိုမှဒီ break နဲ့ဒီ break နဲ့ပေါင်းရင်တဆဲလို့ပြန်ပြီးချုပ်မှာဒါဆိုလို့ရှိရင်ဒီမှာလဲ ship ရဆောင်မှာ9 break နဲ့10 break နဲ့တဆဲလို့နှမ်းထည့်ထားတယ် ိုးပရိနဲ့တစ်ပရိနဲ့ဒီ30လို့ထည့်ထားတယ်။အဲ့ဒီ30ကိုနှိမ့်ဦးမှာပရိနှစ်ခုပေါင်းရင်30လို့ထည့်ပြီးသွားပြီ။အဲ့ဒီ30ကိုအခုကျွန်တော်တို့ဒီကပရိခွန်ဒီကပရိ3နဲ့ခွန်3ဆိုပြီးတော့30လို့ပြန်ပြီးချုပ်မှာ။ဒီနေရာမှာ3ဆွန်းတဲ့ပရိကိုကစားဖို့အတွက်ချုပ်ွက်ဒီအင်မတန်တက်ရတဲ့ဒီလိုမျိုးတက်ရတဲ့ကလင်ဒါလာနဲ့ပရိစီကျော်ကိုဒီဘွဲမှာဟုံးကွက်ဖြစ်ပရိကိုကစားထားတယ်နော်။အဲ့တက်ပြီးတော့ဒီချလေးပြပြကြည့်မယ်။ ရှောက်ထိတ်ပုံတွေရိုက်တယ်ရှောက်ထိတ်ပုံတွေရိုက်တယ်ဒီနေရာမှာ6ရက်ပုံတွေရိုက်တယ်6ရက်ဘဝဇောင်းသုံးလုံးပေါင်းခြင်း1 6ရက်ဘဝဇောင်းသုံးလုံးပေါင်းခြင်း1 6ရက်ဘဝဇောင်းသုံးလုံးပေါင်းခြင်း1အဲ့ဒီတစ်ကနေလှည့်စားပြီးကစားပြထားတယ်ပရိနေနောက်ပိုင်းလည်းကိုတစ်လို့ထည့်တယ်ကျူးပြီးတော့ထည့်ပြီးထိသိနေပရိနေကိုပြန်ပြီးတစ်လို့ပြန်ရိုက်တယ်အဲ့ဇောင်းသုံးလုံးပေါင်းခြင်း1ကိုပဲပရိနေနောက်ပိုင်းလည်းကိုတစ်လို့ထည့်တယ်တစ်ခါထိသိနေပရိနေကိုပြန်ပြီးတစ်လို့ထည့်တယ် အဲ့ဒီဇောင်းသုံးလုံးပေါင်းချင်းတက်ကိုပဲဗရိတ်နဲ့နောက်ပြီးနဲ့တက်လို့ထည့်ပြီးသွားပြီအခုကျွန်တော်တို့ကစားရမယ်လဲမှာထိတ်စီးနဲ့ဗရိတ်နဲ့ကိုတက်လို့ပြန်ထည့်ရမယ်အဲ့ဗရိတ်နဲ့နောက်ပိုင်းနဲ့ဒီတက်ထိတ်စီးနဲ့ဗရိတ်နဲ့ဒီတက်ဆိုဒီမှာ၈ထိတ်ရှိတယ်ဒီနေရာကိုသုံးဗရိတ်ဒီဟာကပုံသေးလာခဲ့တဲ့၆တက်လမ်းကျောကနေကစားကြည့်တာပေါ့နော်အဲ့ဒါကိုထပ်ချုပ်သွားတဲ့ဗရိတ်ချုပ်ွက်ကဘယ်လိုလာလဲဆိုခုနကကျွန်တော်ရှင်းပြခဲ့တဲ့ဒီနေရာမှာဗရိတ်၆ခု၈လို့ပြည့်နေမှာဒီဗရိတ်နှစ်ခုပေါင်းခြင်းဒီ10ပါတဲ့ အဲ့ဒီ30ကျနောက်တစ်နှစ်ဒီလိုဘရိတ်နှစ်ကူပေါင်းရင်30လို့ပြန်ပြီးတော့ထည့်တယ်ထည့်ပြီးသူ့ရဲ့နောက်တစ်နှစ်မှာကျဟာရီဘရိတ်နဲ့ဒီဘရိတ်နဲ့ပြန်ပြီးတော့9နဲ့1နဲ့30လို့ပြန်ထည့်တယ်အဲ့လိုပဲဒီမှာဒီဘရိတ်နှစ်ကူပေါင်းရင်2နဲ့8နဲ့30ပါတဲ့အဲ့ဒီ30ကိုဒီဘရိတ်နှစ်ကူပေါင်းရင်30လို့ချုပ်ချုပ်ပြီးဒီဘရိတ်နဲ့ဒီဘရိတ်နဲ့30ပါလို့ပြန်ပြီးတော့ထည့်တယ်ဟုတ်ပြီနော်ဒါဆိုလို့ရှင်ဒီမှာလည်းပဲဘရိတ်9နဲ့1နဲ့30လို့ထည့်တယ် အဲ့ဒီ10ကိုဒီ break နှစ်ခုပေါင်းရင်10လို့ပြန်ထည့်ပြီးသွားပြီထည့်ပြီးသွားတဲ့အချိန်မှာဒီ break နှစ်ခုပေါင်းရင်ကျွန်တော်က10လို့ပြန်ပြီးတော့ထည့်ရမှာထည့်ရမှာဒီမှာ break function ပြီးဒီနေရာမှာ break တော့အဲ့ဒီ break တော့ကိုမှာခု6တင်းနဲ့နှစ်နှစ်ဆင့်ကျုပ်ချုပ်လိုက်တဲ့အချိန်မှာဒီအချိန်မှာပေါ့နော် break တော့ဒီတာအကျိုက်ဆုံးကစားကွက်ပဲကျွန်တော်ကျေးဇုံထုတ်ထားကြတဲ့ဟုံးကနန်းဒီ break 3နဲ့ထုတ်ကြတာဒီ frame က break ကိုယူပြီးတော့ကစားထားတယ် အဲ့ဒီနေရာမှာဒါဆိုရင်ဒီနေရာကနေဒီ frame ကနေဒါ break ဒါအယူဆပေါ့နော်ငားချိန်မြောက်ပုံသေးပုံသေးနှစ်ထပ်အကွာဝေးဒီစနစ်ကကြတော့နှစ်ထပ်အကွာဝေးနှစ်ထပ်အကွာဝေးတူတဲ့အကျည်တူတဲ့အဲ့ဒီမှာဖြစ်စဉ်ကကျွန်တော်တို့ဒါလုပ်ယူရဇလတ်မဟုတ်ဘူးသူဖြစ်စဉ်အမှန်တိုင်းလာတဲ့ဖြစ်စဉ်ကိုထောက်ပြပြီးတော့ဒါ formula စနစ်ထည့်ပြထားတဲ့ဇလတ်နော်အဲ့ဒီနေရာမှာကြတော့ကျွန်တော်တို့ကစားကွက်တွေကကနန်းထည့်တဲ့အချိန်ကမှာ

ဒီနေရာမှာ၅ချိန်မြောက်မှာခုနတိုင်းကျွန်တော်ထွက်ပြခဲ့တယ်ဒီနေရာမှာဒီ tip break ဒီနေရာမှာဒီ con break အဲဒီနေရာမှာဒီဒါ၃ break ထည့်တယ်ပေါ့နော်အဲ့ဒီနေရာမှာပုံသေးကနန်းထည့်တဲ့ချိန်ကမှာ तू ကပုံသေးရတော့ဒီမှာရိုးရှင်းမယ်ဒီ line လာနေတာကနန်းနေအများကြီးကွက်ထွက်တယ်ယူဆရင်အများကြီးထွက်တယ်တကွက်ထဲဒီဒီကွက်ဒီ line ကနေကတကွက်ကောင်းကျွန်တော်ရှာလို့မတွေ့ဘူးပေါ့နော်ကျွန်တော်ကတကွက်ကောင်းရှာတဲ့စနီးကထားတဲ့ကနန်းကလေးပရိတ်တော့တခြား site ကပေါ့နော် ီနေရာမှာရှစ်ထိပ်ဒီနေရာမှာရှစ်ထိပ်အဲ့လိုရှစ်ထိပ်လိုပုံတည်ချက်ယူမလားဒါမဲ့ကျွန်တော်တို့ကသဘောမကျအောင်ဘာလို့သဘောမကျလဲရှစ်ထိပ်ဒီနေရာမှာရှစ်ထိပ်ဖြစ်ခဲ့တော့ဒီတစ်နှစ်လုံးဒီနေရာမှာအပေါ်၄ချိန်မှာရှစ်ထိပ်ဒီမထွက်ပဲနဲ့ရှစ်ထိပ်လိုစထွက်တယ်အဲ့လိုပဲဒီနေရာမှာရှစ်ထိပ်အပေါ်၄ချိန်မှာရှစ်ထိပ်လို့ထွက်ပြန်တယ်ဒီချိန်မှာရှစ်ထိပ်လို့လာထွက်တာအခုဒီမှာကျတော့အပေါ်၄ချိန်မှာရှစ်ထိပ်ကထွက်ပြီးသားဖြစ်နေပြီအဲ့ဒါမျိုးစနစ်ဆိုကျွန်တော်သိမ့်မကြိုက်တော့ဘူးနော် ဒါရှစ်ထိပ်ပုံတည်ယူပြီးကစားမယ်ဆိုရင်ကျွန်တော်ကျတော့ဒါမျိုးဖြစ်စင်သိမချိုက်တဲ့ပုံနော်ဒါဆိုသူဒီလာခဲ့တဲ့လမ်းကြောင်းဒီ senior run လာတာဖြစ်တဲ့အတွက် senior run လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီနေရာမှာဆိုတော့ကျွန်တော်ထည့်ပြခဲ့တယ်ပေါ့နော်9 8ခွန်ဆိုတဲ့လမ်းကြောင်းအဲ့ကိုရှိခွန်ဆိုတဲ့လမ်းကြောမှာပေါ့နော်ဒီနေရာမှာအဲ့လိုစီနီယာနဲ့ထည့်မှာ နှလုံးပေါင်းခြင်းဒီ၈အသုံးလုံးပေါင်းခြင်းဒီ၈သုံးလုံးပေါင်းခြင်းဒီ၉သုံးလုံးပေါင်းခြင်းဒီ၁၀ဆိုဒီနေရာမှာ၈တော့ပဲအဲ့ဒီနေရာမှာထပ်ပြီးဖြစ်တာရှိတာကကျွန်တော်တို့ယူရဒီသုံးရထည်ဒီနှလုံးပေါင်းခုံလို့ယူတယ်ဒီနှလုံးပေါင်းကုန်းနဲ့ဒီသုံးလုံးပေါင်း၈နဲ့ခုံလို့ထက်မလားဒီနှလုံးပေါင်း၈နဲ့ ဒီသုံးလုံးပေါင်းရင်ကိုးနဲ့ကိုခွန်လို့ထက်မလားဒါဆိုတဘာဝကြတဲ့ဖြစ်စဉ်ကိုထက်ကြည့်ရပါတော့ဒီသုံးလုံးဒီနှလုံးပေါင်းခွန်နဲ့ဒီလိုဒီလိုသုံးလုံးပေါင်းရင်ဇောင်းသုံးလုံးပေါင်းရင်တစ်စုံခွန်လို့ထက်မယ်ကွရှင်းအပိတ်ဒါမျိုးဖြစ်စဉ်ကိုနည်းနည်းပူပြီးတော့သဘောကျမယ်ထို့တော့ဒီ line ကနေကနန်းငင်းအောင်ထုတ်လို့မရဘူးပေါ့နော်ဒါကြောင့်ဒီကနန်းဒီနဲ့မမကတ်မှာထက်တော့မထားဘူး break ကိုပဲတုံးထားတယ်အဲ့လိုအမြင်သွားမှာဒါမှမဟုတ်လို့ရှိရင် तू ကလာခဲ့တာဒီသုံးလုံးပေါင်းချင်း9ဒီမှာသုံးလုံးပေါင်းချင်း9 အဲ့ဒီကိုဒီတော့မောင်ကြီးလေးလို့ဖြီးမလာဖြီးစရာရအများကြီးဘူးနော်ဒီမှာလည်းဒီတိုင်းပဲဒီသုံးလုံးမောင်ကြီးကိုဒီသုံးလုံးမောင်ကြီးကိုသူကထက်ထားတာအများကြီးပဲဒီသုံးလုံးမောင်ကြီးကိုဒီသုံးလုံးမောင်ကြီးကိုကိုပြီးကြတဲ့နေ့ကဒီသုံးလုံးမောင်ကြီးကိုကိုလို့ပြန်ထည့်ပြီးတယ်အဲ့လိုထည့်ပြီးမှကိုရဲ့ဘဝဒီသုံးလုံးကိုလေးလို့ထည့်မှလာဒီမှာလည်းဒီကင်မရာဒီသုံးလုံးမောင်ကြီးကိုဒီသုံးလုံးမောင်ကြီးကို အဲ့ဒီကိုကူပြီးခဲ့နှစ်က तू ကဒီလိုသုံးလုံးပေါင်းရင်ကိုကျိုးထည့်ထားပြီ3369ကိုအဲ့ဒီကိုကူတင်း58ပြည့်ပေါ်ကလေးလိုထည့်မှာလားဒီမှာလေ तू ကထည့်ထားတာဟိုဒီသုံးလုံးပေါင်းရင်ကိုဒီသုံးလုံးပေါင်းရင်ကိုအဲ့ဒီကိုဒီသုံးလုံးပေါင်းရင်ကိုလို့ထည့်ခဲ့ကိုရဲ့ပေါ်ကဒီသုံးလုံးပေါင်းရင်လေးလိုထည့်မယ်ဆိုရင်ဒါကျွန်တော်တို့ကနှစ်ထည့်နှစ်ထည့်3 9နှစ်ဆိုမှ4ဖြစ်မှာ ဒီသုံးလုံးပေါင်းရင်ကိုဒီသုံးလုံးပေါင်းရင်ကိုဒီသုံးလုံးကိုအဲ့ဒီကိုရဲ့အခွေကိုကိုရဲ့ဘာဝလေးလို့ထည့်မှလာဒီသုံးလုံးပေါင်းရင်ကိုဒီသုံးလုံးပေါင်းရင်ကိုဒီသုံးလုံးပေါင်းရင်ဒီကိုလို့ထည့်ပြီးမှကိုရဲ့အခွေကိုဒီသုံးလုံးပေါင်းရင်တင်ငါရှစ်လေးလို့ထည့်တာလားဒီမှာလဲဒီသုံးလုံးပေါင်းရင်ကိုရဲ့ထားတယ်ဒီသုံးလုံးပေါင်းရင်ကိုရဲ့ဒီလိုရက်ကိုလို့ခွေးထားကိုရဲ့ပါဝါဒီသုံးလုံးပေါင်းရင်လေးလို့ခွေးထည့်မယ်ဆိုနှစ်ထိတ်အဲ့ထိတ်စီကပူပြီးသဘောကကြတယ်ထင်တော့ဘာကြောင့်လဲ အဲ့လိုပုံစံနဲ့ဝင်လာခြင်းမှာဒီသုံးလုံးပေါင်းချင်း၄လိုဝင်လာ၄ရဲ့နက်ကဒီသုံးလုံးပေါင်းချင်းနှစ်နဲ့ပြန်ထိန်းတယ်ဒီသုံးလုံးပေါင်းချင်း၄လိုဝင်လာ၄ရဲ့ပေါက်နက်ကသူ့ကိုနှစ်နဲ့ပြန်ထိန်းတယ်အဲ့ဆိုဒီမှာ3 9 2ခွေးထည့်ရတယ်၄လိုထည့်ရင်ဒီမှာလည်း၄6 2သူကနှစ်လိုပြန်ထိန်းတယ်အတွက်နှစ်ထိတ်ဆိုတော့ကဒီလမ်းကနေပုသောဟောကြရတယ်ဒါနှစ်ထိတ်၈ပိတ်ဆိုတော့နှစ်ထိတ်၈ပိတ်ဆိုတော့ပြိသောဖြစ်အောင်2 3 8ဆိုတော့ကဏ္ဍတစ်ခွက်ပေါ့နော်အဲ့လိုမျိုး၈ထိတ်ပဲပုံစံရတယ်ဆိုရင်တော့၈ခွန်၈ဆိုတော့ကဏ္ဍတစ်ခွက် အဒီလိုင်းအနေကကနန်းတွေအများကြီးကွက်ထွက်ပြီးယူယူသလိုရတယ်အဲ့ဒါမျိုးကနန်းကိုကြတော့ကျွန်တော်တို့ကတခြားထောက်ပံ့မရှိဟင်အကျိတ်ကစားတာမဟုတ်တဲ့အတွက်ဒီလိုင်းကနေမှမဖြစ်မနေဒီလိုင်းဒီတစိုက်ထက်ကနေကနန်းပြိတ်သုံးကနန်းတကွက်မဖြစ်မနေထုတ်ထုတ်ပြီးတော့သုံးရမယ်ဆိုလို့ရှိရင်2 3 6ဆိုကနန်းခုအကျိတ်သုံးကျင်တယ်ပေါ့နော်6 9 8ဆိုတဲ့ကနန်းကအရန်ပေါ့ ဒါလည်းကျွန်တော်မမကတ်မလည်းမပါဘူးเนาะမမဖောက်ဝင်တော့တကြင်ချင်းဝယ်တဲ့ဖောက်ဝင်တော့ကျွန်တော်ဘရိတ်ကြောင့်ပဲရှင်းပြတာเนาะဒီကနန်းนี่ကိုနှစ်သက်တယ်ဆိုရင်သုံးလို့ရတယ်เนาะဒါကတော့ကျွန်တော်တို့နှစ်ခြားကအချင်းကြီးကဒါကနန်းတစ်ခွက်သွားနေပေါ့အဲဘရိတ်သုံးကိုကြောင်းသုံးရတဲ့ကြောင်းတရားကကျွန်တော်တို့လည်းအများအပြားပြောကျွန်တော်တို့ကကစားကွက်တစ်ခုကစားကွက်တစ်ခုတဏျာရဲနဲ့တိတ်မသုံးတာ မတော့တော့စုသူ့ရဲ့ဆုံးရမြားမှာပေါ့နော်ဒါအလုံးလဲလူရင်းမဆင်ပြပေးမှာနော်ပြီးခဲ့ပွဲကတော့ဖော်မှုစနစ်အောင်လွယ်လိုက်သပိန်ပါဘရိတ်သုံးဆိုပြီးအပုခွန်လိုက်တာတကြိမ်နှစ်ကြိမ်သုံးကြိမ်ရှိတယ်အဲ့လိုရိုက်ပြီးကိုယ်69လို့နှက်ခါရတဲ့ဘရိတ်နှစ်ကောင်ပေါင်း10လို့ရိုက်တယ်10ထိတ်လို့စထွက်တာနဲ့ဒီလိုသုံးလုံးပေါင်းချင်း9ကိုဒီလိုသုံးလုံးပေါင်းချင်း1အဲ့3 5 3အဲ့ဒီသုံးလုံးပေါင်းချင်း10ဒီနှစ်ခုတည်းတစ်ခုခုရဲ့ပါဝါနဲ့10ထိတ်ကစထွက်တယ် အဲ့လိုရှစ်ထိတ်လို့မှစထွက်တာ ਨੇ လိုက်တော့ရှစ်ရပါဟောဒီအောင်မှာပုံတည်သုံးပြိတ်ပဲဒုတိယကမှဒီလိုသုံးဖြစ်တယ်ဒီတိုင်းမရက်ခဲ့တဲ့6ရက်နောက်ခါ9ထိတ်ကြီးရက်ခဲ့တယ်ဘယ်မှာကပေါင်းရင်10ဖြစ်တယ်အဲ့ဒီတည်းမှာရှစ်ထိတ်ဆိုစထွက်တယ်1 9 8 3ကပေါင်းရင်1ကိုအရှိကိုရှိရနေကတက်လို့ရိုက်တယ်ဒီတိတ်ဒီရှိရပါပါသုံးလုံးပေါင်းခြင်းကိုသုံးနဲ့ဖြည့်တယ်အဲ့လိုချစ်တိတ်စီစထွက်ပြီးကြတယ်သူ့ရဲ့အောက်မှာ လိုက်တော့ပရိသုံးပုံတည်ပြီစစ်တိတ်စကြနဲ့သူ့အောင်မပရိသုံးပရိသုံးကပုံတည်လိုက်တာဒါဆိုလို့ရှိရင်အခုကျွန်တော်တို့တတ္တရာကပ်ပေါ့နော်တတ္တရာကပ်ပေါ့ဒီနေရာမှာပရိသုံးလုံးပေါင်းချင်းတူတုံးလို့အခုခွာရက် ရိုက်ပြန်တယ်6ရက်နှစ်ခတ်ကိုးလို့ရိုက်ဘရိတ်မကူပေါင်းရင်8လို့ရိုက်ပြီအဲ့လို8လို့ရိုက်လို့8ထိတ်လို့စကြမယ်ဆိုရင်8ကဝင်လာရင်ခွန်3 8 3လုံးပေါင်းရင်8 8နှစ်ခတ်ဒီ3လုံးပေါင်းရင်ဒီ1အလဲတိုင်းဒီ1ရဲ့ဘဝ6 3ဒီ8ရဲ့ဘဝ3တခုခုနဲ့ထည့်လို့ဒီမှာ1ရဲ့ဘဝ6နဲ့8 9လေးကိုတက်အောင်ပြသွားတယ်အဲ့တော့ဒီ8ထိတ်ဒီစကြပြီးတော့သူ့ရဲ့အောက်မှာတဲ့ဒီဖြစ်စဉ်ကအော်တို3 8ရဲ့ဘဝ3ပြိတ်ဆိုလိုက် ။ဘာကြောင့်လဲဒါဆက်ဆက်မှုရှိရဒီဘရိတ်သုံးနဲ့စပြီးကင်ကြတယ်လမ်းကြောင်း။အဲ့တော့ဒီနေရာမှာအော်တိုဘရိတ်သုံးလိုက်တယ်။အဲ့လိုဘရိတ်သုံးလိုက်တဲ့နေရာမှာတဲ့ဒီနေရာမှာတလေးရှစ်ဆိုကနန်းထွက်တယ်။သူကပါဝါသုံးစုံနဲ့အပြီးပေါက်ပြီးဒီကနန်းကြီးလိုက်နေတယ်။၁၆၄၉၃၈တိ6ကတလုံး၄ကုကတလုံး38ကတလုံးနဲ့ပရိသုံးကိုလိုက်တာပရမတ်ကမှာ38ပြီဒုတိယကတ်မှာဆိုတော့ဒီတိုင်းပဲ လုံးရှစ်တလုံး၁၆လုံး၄ကိုတလုံးနဲ့ပဲဒီပါဝါ30နဲ့ပဲပရိသုံးကိုလိုက်တာဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာရှစ်ရဖြစ်စနေမယ်စဉ်းစားမယ်ဆိုရင်၁၆ကတလုံး30ကတလုံး၄ကိုကတလုံးနဲ့ပရိသုံးကိုဒီပါဝါ30နဲ့ပြီးလိုက်ရအဲ့တော့ပါဝါ30နဲ့ပြီးလိုက်ဖို့ဆိုလို့ကြဒီမှာ၁၆တလုံး30တလုံး၄ကိုတလုံးပါဝါ30နဲ့ပြီးလိုက် ဒါဆိုရင်ဒီတစ်ကို3နဲ့တွဲမယ်ဆိုပရိသုံးဖြစ်ဖို့တစ်3ခုဒီတစ်ကို6နဲ့တွဲမယ်ဆိုလို့ရှိရင်တစ်6တွဲနဲ့ပရိသုံးဖြစ်ဖို့တစ်14နောက်ကဒီ6ကို6နဲ့3နဲ့တွဲမယ်ဆိုလို့ရှိရင်ပရိသုံးဖြစ်ဖို့၄တလုံးလာကပ်6နဲ့7နဲ့တွဲမယ်ဆို9တလုံးလာကပ်အဲ့တော့ဒီပြစ်စင်ရဆိုလို့ရှိရင်ဒီကနန်းပတ်လည်၄ခွက်ပေါ့တစ်3ခုအားတစ်7 4အား63 4အား669အားဆိုပြီးတော့ဒီပက်လေလေးကိုထွက်တာပေါ့နော် 39R 34R 634R 689R ဆိုပြီးဒီဘက်လည်း၄ခွက်ထက်တာကျွန်တော်အနေနဲ့ကျတော့ဒီလိုစနစ်တူတုံးတာဖြစ်တဲ့အတွက်ကျွန်တော်တော့ထိုးပြမှာအဲကျွန်တော်ရဲ့မိတ်ဆွေများအပေါ့နော်တပတ်ကျုပ်ဝယ်တဲ့ပုဂ္ဂိုလ် public ကြီးရဲ့မိတ်ဆွေတွေကိုနောက်တစ်ခုကကျွန်တော်ရဲ့ member ဖုန်းတွေကို member ကတ်မှာကျတော့ဒီကနေ့ဒီကျွန်တော်တို့ပါကြမပါလာမှာမပါဘူးကများတယ်နော်အဲ့တော့ဒီလို line မျိုးကနေကျတော့ခုပဲတွေ့ကြည့် တသုံးကိုပတ်လဲတရှိလေးပတ်လဲ634ပတ်လဲ689ပတ်လဲဆို6လေး24ခွက်ကြီးထွက်လာဒီ24ခွက်တည်းတကွက်ကောင်းရွေးဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့ဒါမျိုးအော်ကစားပါဆိုကျွန်တော်ကမကစားရဘူးသို့တော့အရန်အတအနေနဲ့တော့ကစားမယ်အ ਨੇ ဆုံးတော့ကိုအရင်ကြီးကာထိုးနေတယ်ဒီပတ်လဲ၄ခွက်ကိုကျွန်တော်ထိုးပြမှာကျွန်တော်ထိုးပြမှာကိုရှင်းပြပေးရနော်စနစ်ဒီအမှန်ကန်လာတာ16တလုံး38တလုံး4ခုတလုံး တစ်ချောက်ကတစ်လုံးထည့်ရမယ်သုံးရှိကတစ်လုံးထည့်ရမယ်လေးကူကတစ်လုံးထည့်ရမယ်အဲ့ဒါဒီပရိသုံးဖြစ်ရမယ်ဆိုတော့ဒါကိုခွေလိုက်တဲ့အချိန်မှာတစ်သုံးခုပက်လဲတစ်ရှိလေးပက်လဲ၆သုံးလေးပက်လဲ၆ရှိခုပက်လဲဆိုဒီပက်လဲလေးကွက်ပဲထွက်တာဟုတ်ပြီနော်ပက်လဲလေးကွက်ပဲထွက်တာအရင်ကာရဘုံနေနေတော့ကျွန်တော်ထုတ်မှာဒီလိုစနစ်ကနေတကွက်ကောင်းဝုံးကွက်ဆိုတာကြတော့ဒီ24ကွက်ထဲတကွက်ထုတ်ဖို့ဆိုတာအင်မတန်ခက်ခဲတယ်။ဘာမှမဆိုဖြစ်နိုင်တာဖြစ်နိုင်ကြတဲ့ဇာတ်တွေဖြစ်တဲ့အတွက် ါမျိုးကနန်းတော့ကျွန်တော်တို့ဟုံးကွက်မကစားဘူးဟုံးကွက်မကစားဘူးပေါ့နော်ဟုံးကွက်မကစားဘူးကျွန်တော်ကစားတဲ့ဟုံးကွက်ကဒီထက်ရတော့မဟုတ်သို့တော့ဒီထက်ကနေတော့လက်ဆောင်နေနဲ့ပြောလို့ရတဲ့အပိုင်ကိုပြောပြခြင်းမနော်စနစ်ကိုကိုယ့်ကိုလိုက်ရှာတဲ့ကြည့်အဲ့လိုပဲနှစ်ပိတ်မှာပရိသတ်လဲပြီးမိနစ်ကကျွန်တော်အောင်ခဲ့ဘူးတဲ့ခေစီသုံးလုံးပေါင်းခြင်းအလဲသုံးလုံးပေါင်းခြင်းနောက်ပိတ်သုံးလုံးပေါင်းခြင်းပိုင်ဆွဲဆင်းနေနဲ့ဖြစ်ပြီးတော့တကွက်ထွက်ရမှာဒီမှာလည်းထေစီသုံးလုံးပေါင်းခြင်း လည်းကဲသုံးလုံးပေါင်းကျင်နောက်ပိတ်သုံးလုံးပေါင်းကျင်ဆိုရက်လက်ဒီ twice less နဲ့တကွက်ထွက်မှာအဲမနစ်ကဒီမှာအောင်ကြဘူးတဲ့တိတ်စီသုံးလုံးပေါင်းကျင်ရက်လက်အလည်းကဲသုံးလုံးပေါင်းကျင်ရက်လက်နောက်ပိတ်သုံးလုံးပေါင်းကျင်ရက်လက်ဒီ twice less နဲ့အောင်ကြဘူးတဲ့အဲ့ဒီစနစ်မျိုးနဲ့အဲ့ဒီစနစ်မျိုးနဲ့ပေါ့နော်တိတ်စီသုံးလုံးပေါင်းကျင်အလည်းကဲသုံးလုံးပေါင်းကျင်နောက်ပိတ်သုံးလုံးပေါင်းကျင်ရက်လက်ကိုဒီနှစ်မှာကြတော့ twice less နဲ့မျိုးကိတ်တိကနန်းနံပါတ်တစ်ခုနဲ့အတိအကျဖြီးထားတဲ့လမ်းကျော်ရှိတယ် ါကတော့ကျွန်တော်မန်မာစနစ်ဆိုကျွန်တော်ထုတ်ပြောလို့မဖြစ်ဘူးပေါ့နော်ထုတ်ပြောလို့မဖြစ်ဘူးဒါကတော့ကိန်းတင်နံပါတ်တစ်ခုနဲ့အဲ့လိုတက္ကသိုလ်လုံးပေါင်းချင်းအလတိုင်းသုံးလုံးပေါင်းချင်းနောက်ပိတ်သုံးလုံးပေါင်းချင်းရက်လက်ကကိန်းတင်နံပါတ်တစ်ခုနဲ့လိုက်ကစားနေရရှိရကိုယ့်ကိုယ်စိတ်ရှိလက်ရှိရှားကြည့်ရင်အဖြေတွေ့လိမ့်မယ်ပေါ့နော်အဲ့စနစ်နဲ့ကျွန်တော်တို့အဲ့စနစ်ဒီဒီဘွဲမှာလာပြီးထောက်ချက်သွားထောက်တယ်ပေါ့နော်အဲ့စနစ်နဲ့ဆိုလို့ရှိရင်ဒီနေရာမှာအဲ့စနစ်နဲ့ထောက်လိုက်မယ်ဆိုရင်3 4 6ဆိုတယ် ိုက်ကိန်းဒီစနစ်တစ်ခုနဲ့ထောက်လိုက်တဲ့အချိန်မှာဝင်လာတဲ့ကနေ3 4 6ဆိုပြီးတော့တက်ဆက်ကွက်စနစ်ထောက်ရတာအပရိတ်3နဲ့ပတ်သက်ပြီးဒီ3 4 6ဒူဒီမို့အန်ဒီကောင်ထက်မြောက်ရှစ်ကုတ်တစ်ဖြစ်တော့ပေါင်းဝိုင်းချင်းထားတော့3 4 6ဆိုကနေတဲ့တစ်ခုတည်းအဲ့တော့ခုနကကျွန်တော်ရှင်းပြတဲ့3ကုတ်ပတ်လေ3 4ပတ်လေ6 3လေးပတ်လေ6 8ကုတ်ပတ်လေတဲ့ကနေအဲ့စနစ်နဲ့ထောက်ရင် 3 4 6ဆိုတဲ့ကဏ္ဍတစ်ခွက်ရှိတယ်။အဖြေကိုတော့ပြောပြလို့ရတယ်။ formula ထောက်တဲ့ပုံစံကိုတော့ကျွန်တော် member တိတ္တအဲဒါ member အတွက်သုံးတာမျိုးကျွန်တော်ပြလို့မရဘူးပေါ့နော်။ပြလို့မရဘူး။3 4 6ဆိုတဲ့တစ်ပေါက်တည်းထက်တယ်။ဒါကတစ်ချက်နောက်တစ်ခုဒီနောက်တစ်ခုဒီအဲ့လိုပုံစံဖြစ်ပြီးသူ့ရဲ့နောက်နေ့ကမှခုနပြောပရိတ်သုံးလို့ရိုက်တယ်။နှစ်ပိတ်မှာပရိတ်သုံးလို့ရိုက်ပဲ။သူ့ရဲ့တနစ်ကမှဟိုက်နှစ်ပိတ်ပရိတ်သုံးရောက်တဲ့ရိုက်တဲ့နှစ်တက်က ပရိသုံးကဏ္ဍတစ်ခွက်ကသူ့ရဲ့နောက်နောက်တစ်နှစ်ကိုလိုက်ထွက်နေတယ်။ဟာမှဆို delicious ဆိုတဲ့ကဏ္ဍကမနစ်ကတစ်ခွက်အနည်းဆုံးထွက်တယ်ပေါ့နော်။၄၈ဆိုတယ်ဒီဘက်ကပရိသုံးကဏ္ဍတစ်ခွက်ကဒီဘက်ကိုလိုက်ထွက်တယ်။တစ်ခွက်အနည်းလိုက်ထွက်နေတယ်ပေါ့နော်။အဲ့လိုပဲပရိသုံးလို့ရခဲ့တယ်ဒီနှစ်ထက်ကပရိသုံးကဏ္ဍတစ်ခွက်အဲ့ဒီ99ပတ်လေဒီ99ကိုလို့လိုက်ထွက်ခဲ့တယ်။ဒါဆိုလို့ရှိရင်ကျွန်တော်မွေးခြင်းမွေးပါလို့ပြောခဲ့ဒီမှာပရိသုံးရိုက်တယ်။သူ့ရဲ့နောက်တစ်နှစ်မှာပရိသုံးဒီဒီတစ်ခွက်ထဲပဲရှိတာ။အခုလမ်းကျောင်းနဲ့လည်းဒီကောင်လမ်းကြီးနေတယ်ပေါ့နော်။ တလီရှစ်ပတ်လေဒီထက်ကနေကျွန်တော်ထုတ်ပြပါဆိုလို့ရှိတလီရှစ်အာဆိုရယ်ကနန်တော့ကော့တယ်ဒီကောင်3လေး6ဆိုတေဂရန်တကွက်တယ်ဒါတွေဒီပို့ပြီးထိုးတင်တယ်လို့ကျွန်တော်မိတ်ဆွေများကအကြံပြုလို့ဆိုတော့เนาะဒါအကြံပြုပေးတာเนาะကြိုက်ရင်တော့မကြိုက်ရင်မသုံးနဲ့ကြိုက်မှတော့အဲကျွန်တော်ဒီမှာဝယ်ယူအပ်ပေးတဲ့တကြင်ချင်းပုံပေါ့เนาะအပ်ပေးတဲ့ပြည်သက်ဒီအားလုံးကကျွန်တော်ကြံတဲ့ဟာတွေအကုန်ရှင်းပြနိုင်မှာ9မိနစ်နဲ့ဒီ break 3ကိုကြတော့ ဲ့လိုမျိုးစိတ်ဆက်ဆက်လေးတခြားရှင်းပြခြင်းလားဆိုတော့ဒီ break တော့အကြောင်းကိုသူတို့ကြ break ချုပ်ွက်ကစားွက်ကိုရှင်းဘူဂျိုပိုင်ရိုက်ပြီးရှင်းမပြနိုင်ဘူးဒါကြောင့်မလို့ break ချုပ်ွက်ပေါ့နော်ဒီပွဲမှာကျွန်တော်အကျိုက်ဆုံးထိုးတဲ့ break ဒီ break တော့မှာဒါ break ချုပ်ွက်ကလေးကိုသူတို့ဒီလိုလေးသိစေခြင်းနဲ့ break ချုပ်ွက်ကိုထည့်မပေးနိုင်ဘူး၅မိနစ်ဘူဂျိုပိုင်မှာကျွန်တော်ဒီလိုမပြောတတ်ဘူးမြင်မြင် အဲ့ပရိတ်သုံးချက်ပရိတ်သုံးဆိုတော့ပရိတ်သုံးနဲ့ကဏ္ဍတစ်ခွက်ပါဒီဘွဲမှာကျွန်တော်ကစားတဲ့ဟုံကဏ္ဍရဲ့ပရိတ်ဒီပရိတ်သုံးမှာဟုတ်ပြီနော်အဲ့ပရိတ်သုံးနဲ့ပတ်သက်ပြီးခုနကျွန်တော်ရှင်းပြခဲ့တယ်စောစောဖြစ်စရာနဲ့ဆိုရင်2 3 6ဆိုတဲ့ကဏ္ဍနောက်တစ်ခုကအရင်အနေနဲ့ဆိုရင်6 8ဆိုတဲ့ကဏ္ဍနှစ်ခွက်နောက်တစ်ခါဖော်မြူလာစနစ်နဲ့ကျွန်တော်ပြောတယ်ဒီကြီးမှာ ဒီနှစ်ထဲမှာရှစ်ထိပ်စီးကြရတယ်ပရိသတ်အော်တိုလိုက်တယ်အဲ့လိုလိုက်တဲ့စနစ်မှာတစ်ချောက်တလုံးသုံးရှစ်တလုံး၄ခုတလုံးနဲ့ကကနန်း24ခုထွက်တယ်အဲ့24ခုထက်ကအကြိုက်ဆုံးမှာဆိုလို့ရှိရင်3 4 6တဲ့ကိုအကြိုက်ဆုံးမှာဒုတိယအကြိုက်ဆုံးဆိုတာ148 R 148မှာမှကျွန်တော်အမြင်ရဆို148တဲ့ဒီဥသာပေးပေါ့နော်တဲ့အာရန်ပေါ့အဒါလေးတွေကိုအမှတ်ရ Publication များလဲ၃ဂျင်၃လို့ပြလိုက်တယ် အဲ့ဘာပဲဖြစ်ဖြစ်မှားသည်ဖြစ်စီမှန်သည်ဖြစ်စီဘရိတ်ဒီ10မျိုးရှိတာဘရိတ်ဆို10မျိုးရှိရအဲ့10မျိုးရှိရထဲကဒီ line ကနေခုနကကျွန်တော်ထောက်ပြတဲ့ပုံရထိပ်စီနောင်လုံးပေါင်းခွန်လို့ထောက်ပြလိုက်တဲ့ဒီလိုဘရိတ်ချုပ်ွက်မျိုးဆိုတာကျွန်တော်တို့အနီးကပ်ပေါ့နော်ကပ်ပင်ကျွမ်းကျင်တဲ့ဆရာကြီးကတော့ဒီကနန်းဆက်လုံးကိုပေါင်းချက်နှုတ်ချင်းမြောက်ချင်းနဲ့အများကြီးပဲချုပ်ပြဒီလိုမျိုးတွေကြုံမှုမှာပေါ့နော် ကလင်တာကစားကွက်နဲ့ဒီလိုဘရိတ်ကိုချုပ်ရတဲ့စနစ်ဆိုတာကဒါမျိုးကရှားတယ်ပေါ့နော်ရှားတယ်ရှားတယ်ဒီအတွက်ကြောင့်ဘရိတ်၃ခုအကျိုက်ဆုံးယူတာဒီဒါကြောင့်ယူထားတာပါနော်ရှားတယ်ကျွန်တော်ပြောနှစ်ချက်ချုပ်ချုပ်တဲ့ဘရိတ်၃စနစ်သူကလာတဲ့ပုံစံဒီနှစ်ထန်းအကွာဝေးအတူတူအကျင်ရည်အတူတူအဲ့တော့မှဝင်လာတဲ့ဘရိတ်ကအတူတာမဟုတ်ချုပ်ကွက်နဲ့လာတာဟုတ်ဘူးနော်ဒီချိန်မှာလာတဲ့6တိတ် tilo brene nabo ne tilo te me te nabo brene bi bi tilo te Di ma gazare gazagwa di cha zonmonje tilo yaide a te nabo brene nabo ne di tilo yin ju te me te bi te ne brene bi bi tilo te Elo be di ma cha bre tilo we yaide yaide dwe brene nabo ne ti di te bi do da zo te ne bre ti go le me te me le ဒါဆိုရှစ်ထိပ်ရှိတဲ့အတွက်ဒီညာကိုပြိတ်တော့အဲ့ဒါကိုပြိတ်ပေါင်းခြင်းနဲ့ပြန်ပြီးထုတ်တာဒီပြိတ်နှစ်ခုပေါင်းခြင်းဒီ30ဒီပြိတ်နှစ်ခုပေါင်းခြင်း30လို့ထက်ပြီးမှဒီပြိတ်နှစ်ခုပေါင်းခြင်း30နဲ့ထပ်ချုပ်တယ်ဒီပြိတ်နှစ်ခုပေါင်းခြင်းဒီ30လို့ထောက်ကြတယ်ထောက်ပြီးမှနှုံးမှပြိတ်နှစ်ခုပေါင်းခြင်း30လို့ရိုက်တယ်အဲ့ဒီ30ကိုအခုဒီမှာဒီလိုပြိတ်နှစ်ခုပေါင်းခြင်း30လို့ပြန်ချုပ်တယ်ဒီမှာလည်းပြိတ်နှစ်ခုပေါင်းခြင်း30လို့ထောက်ခဲ့တယ်ထောက်ခဲ့ကောနှုံးမှမနစ်ကနှုံးမှပြိတ်30လို့ရိုက်ချက်ပြီးရိုက်ချက်လို့အဲ့ဒီ30ရဲ့အဆက်ဒီဒီဂိမ်းမှာဒီပြိတ်နှစ် ဒီဘိတ်နဲ့ဒီတဆဲလို့ပြန်ချုပ်တာအဲ့တော့ဒီမှာ break ခေါ်ရှိရတယ်ဒီမြောင် break သုံးပေါ့နော် break သုံး break သုံးကိုကြိုက်နှစ်တဲ့အကြောင်းတရားတွေဒီဒီဟာတွေအပြည့်စုံပါတယ်ပေါ့နော်အဲ့တော့ break နှစ်ခုလုံးက break သုံးဒါကအချိန်တိုက်နဲ့လာတဲ့စနစ်ပေါ့နော်ခုနကကျွန်တော်ရှင်းပြခဲ့တာကဒီနေ့ဆက်မှာရှစ်ထိပ်စထွက်တာနဲ့ formula စနစ်ရထွက်မယ်အဲ့လိုအောင်လာတဲ့သူ့ရောက်မှာ break သုံး auto လဲမယ်ပေါ့เนาะအဲ့တော့ break 3နဲ့ပတ်သက်ပြီးနှစ်ချက်ရှိပဲနောက်ထပ် break 3ကပြောမယ်ဆို3 4မျိုးရှိသေးတယ် ဲ့ဒါကြီးပြောပြရင်အဲ့ဒါကြီးပြောပြရင်ကျွန်တော်အဖြေကြီးကုန်ပါသွားလိုက်ပါเนาะအဲ့တော့ဒီနှစ်ခုနဲ့ပဲကျင်းတတ်လိုက်ပါအဲ့တော့ကျွန်တော်ကစားကွက်အကျဉ်းဆုံးထိုးတဲ့ကစားကွက်ပရိတ်ဒီပရိတ်သုံးပါပေါ့เนาะအဲ့တော့တပတ်ချင်းဝယ်ယူထားတဲ့ဗီဒီယိုဖိုင်လေးကြီးကြည့်ရပြီးပြီးမိတ်ဆွေတွေပရိတ်ချုပ်ကွက်ကိုကျွန်တော်ထပ်ပြီးပြပြီးတဲ့အကြောင်းတရားကပရိတ်ချုပ်ကွက်ကဗီဒီယိုဖိုင်ရိုက်ပြီး9မိနစ်နဲ့ကျွန်တော်မပြောတတ်လို့ဒီနေရာကနေပြောပြပေးလိုက်တယ်ဒါမှမိတ်ဆွေတို့ဒီထံကုန်စဉ်းစားပြီးတော့အလုပ်လုပ်နိုင် ော့နော်အဲ့တော့ကျွန်တော်ကတော့မှတကွက်မှန်တကွက်မှတကွက်မှန်တကွက်ပေါ့နော်ဒီဘွဲကိုပရိတ်သုံးတဲ့ share hold တဲ့တကွက်သေးဘူးကျွန်တော်လည်းထိုးနေပါ